ားလုံးပဲမင်္ဂလာပါ Red Manchester Football နဲ့ United တို့ရောင်းနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဂျွန်လာ26ရက်နေ့အတွက်ဂျီရန်ဆန်ရှူတို့ MM တို့အကြောင်းအရာတွေပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်ရအောင်ဒါကတော့နောက်ဆုံးရရှိထားတဲ့အရှင်ဒီပေါ့လေအမ် MM ရဲ့အကြောင်းအရာပြောရမယ်ဆိုလို့ရှိရင် Fabrizio Romano က brand MM က brand ကိုတာဝန်ရှိသူတွေကို Manchester United ကိုပြောင်းရွှေ့ရဖို့ကသူ့ရဲ့အိမ်မက်ဖြစ်ကြောင်းနဲ့သူ့အနေနဲ့ United ကိုတက်နိုင်တဲ့အမြန်ဆုံးပြောင်းရွှေ့ခြင်းကြောင်း ဘသူတွေဘလိုပဲတာတာသူကတော့ယူနိုက်တက်မှယူနိုက်တက်ဖြစ်နေတဲ့အကြောင်းကိုပြောကြခဲ့တယ်ဆိုပြီးတော့ရိုမန်နိုကပေါ်ပြထားတယ်ဆိုတော့ပြောရလို့ရှိရင်ကျွန်တော်လက်ရှိအရှင်ကြီး brand MMA ရဲ့အရှင်ကြီးကကြောင်ရွှေကြီးအဖင်းတဘောတူညီမှုရထားတဲ့အရှင်ကြီးဖြစ်နေပြီအဘိုးစုကြီးတွေဘာတွေမှာဘဏ္ဍတန်းပေးမယ်ဘလောက်ပေးမယ်အရေးချက်ကိုအရေးချက်စနစ်ကိုဘလိုပေးမယ်အာဒီပေါင်းတန်း60ကျော်နဲ့ပတ်သက်ပြီးတော့၃နှစ်အတွင်းမှာအကြည့်ပေးမယ်ဒါမှမဟုတ်နှစ်နှစ်အတွင်းမှာ၃ရေးချပေးမယ် တနေ့အတွင်းမှာနှစ်ရက်ပြီးပြီးတော့နောက်တစ်နေ့မှာအာတရေးပေးရမယ်ဆိုတော့ပုံစံ60ကို20ကျော်20ကျော်ပထမတစ်နေ့အတွင်းမှာနှစ်ခါပြီးပြီးတော့နောက်နေ့မှာတစ်ခါပေးရမယ်အဲ့လိုမျိုးပုံစံမျိုးတွေပေါ့လေလုံးဝသူတို့ detail ကြတဲ့အချက်လေးတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးနေကြတယ်ကစားသမားရဲ့စွမ်းဆောင်ရည်ပုံမှာမူတည်ပြီးတော့ပေးမယ့် bonus တွေဘာနဲ့ပတ်သက်ပြီးတော့နှစ်သိန်းကျောင်းမှာဆွေးနွေးမှုတွေရှိနေတယ်ပေါ့လေ DR တွေကလုံးဝနောက်ဆုံးအဆင့်ကိုရောက်နေပြီတိတ်မကြခင်မှာဆိုလို့ရှိရင် MMA ရဲ့အကြောင်းရှိကိုမြင်ရဖို့ရှိတယ် ဒီချိန်မှာ MMO က brand book ကိုအများကြီးဈေးမကိုင်းနေတော့ငါလည်းပြောင်းချင်လာပြီ။ဟိုမင်းတို့လူချင်းတဲ့ပုံစံရှောက်စရည်ရပြီပဲဆိုတဲ့ပုံစံမျိုးစဉ်းစားတဲ့ကောအမြင်ဆုံးပြောင်းရွှေ့ခြင်းကြောင်း MMO က brand book အသင်းကိုပြောကြားထားတယ်။ဆိုတော့သူ့အရင်နဲ့ United ကိုပဲပြောင်းရှိမှာဖြစ်ကြောင်းလည်းပြောကြားထားတယ်ဆိုပြီးတော့သိရတယ်။ဒါကတော့လက်ရှိလို့စဉ် MMO ရဲ့အရှင်ဒီပေါ်ဒီဆိုတော့ကျွန်တော်တို့အသင်းအနေနဲ့လာမယ့်ဇွန်လ9ရက်နေ့မှာရာတီကျူပွဲစဉ်ဒီဇွန်လ9ရက်နေ့မှာဆိုရင် sorry ရှေ့လာမယ့်လ9ရက်နေ့မှာဆိုလို့ရှိရင် ရာဒီဂျူပွဲစဉ်ကြီးကစားဖို့အတွက်ရာဒီဂျူပြင်ဆင်မှုတွေစတင်တော့မှာဖြစ်တယ်ဗျို့လေဆိုတော့ကျွန်တော်တို့ဒီချိန်တော့ဆိုလို့ရှိရင်လည်း MO က official junior ID ပါတယ်ပြီးသွားပြီဆိုလို့ရှိရင် MO တို့ Matthew ညာတို့ကြောင့်မြင်ပြရတော့မှာပေါ့ဆိုတော့ရာဒီဂျူပွဲစဉ်တွေရှေ့ဆန်းပွဲစဉ်တွေစတဲ့အခါ MMO တို့ Matthew ညာတို့အနေနဲ့အတန်းကိုဘလောက်ထိဟိုအကျိုးပြုနိုင်လဲဆိုတော့ကျွန်တော်စောင့်ကြည့်လို့ရတော့မယ်ဟို Ruben Amorin ရဲ့ကစားကွက်ဟာဒီကစားမောင်ရ ထပ်ပြီးတော့တိုးလာတဲ့အခါဘလောက်ထိအပြောင်းလဲရင်းနဲ့ပြိုင်ဘက်ကိုဘလောက်ထိဒုက္ခပေးနိုင်မလဲကျွန်တော်စောင့်ကြည့်ရမယ့်အချိန်ကိုရောက်လာပါပြီ။ဟောဒီအချိန်ဒီမှာတော့ကျွန်တော် market stretch ဖို့ Alandro Gana ရှုလို့ကပူပေါင်းလာကြတော့မှာပေါ့လေသူတို့ပြောင်းရွှေ့ဈေးဘက်မှာပြောင်းရွှေ့မဖြစ်မြောက်ခဲ့ဘူးဆိုလို့ရှိရင်တော့အတဲမှာစာရှုရှိတဲ့ကစားမားတွေကရာသီပြင်ဆင်မှုတွေကိုထပ်ပြီးတော့ပူပေါင်းလာကြတော့မှာဖြစ်ပါတယ်။ကျွန်တော် Ruben Amorim နေနဲ့ဘသူတွေကို ရာဒီယိုအစီအစဉ်တွေကိုပို့သွားပြီးတော့ဘယ်သူတွေကိုခြံထားမလဲဆိုတာကိုလည်းဆက်ပြီးစောင့်ကြည့်အောင်ပါဗျာဒါကတော့လက်ရှိလို့ဆင်မှာကျွန်တော်တို့ Brian Amon နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရရှိထားတဲ့အရှင်တွေပေါ့ဆိုတော့နောက်တစ်ခုကတော့လက်ရှိလို့ဆင်မှာဒီ Marco Giordano ရဲ့ပုံပြချက်အရာပေါ့လေတော့ Jadon Sancho ရဲ့အရှင်တွေပါအဲ့တော့ Jadon Sancho နဲ့ပတ်သက်ပြီးတော့သူကတော့ United ရဲ့ Jadon Sancho အတွက် Juventus ကပေါင်25တန်းနဲ့ကမ်းလှမ်းလာမှုကိုလက်ခံခဲ့ပြီးတော့ ဆန်ရှူကလည်းဂျူမန်ဒက်စတဲ့နဲ့ပုံကိုရေးဆိုင်ရတဲ့သဘောတူညီမှုရဖို့အတွက်တော်တော်လေးကိုနှီးဆက်နေဖြစ်တယ်ဗောလေအနည်းဆက်ဆုံးအရှင်တွေကိုရောက်နေတယ်ဂျူမန်ရဲ့တင်ရင်အာကစားဒါရိုက်တာဒီခေါမိုလီကဥယျာဘကိုပြန်လာတဲ့အခါပြန်ရောက်လာမဲ့လာမဲ့တပတ်တည်းမှာဆိုလို့ရှိရင်အပြောင်းအရွှေ့ကိုပီတက်လောက်ဆောင်သွားမှာဖြစ်တယ်ဆိုပြီးတော့လက်ရှိလို့ကျွန်တော်တို့သိရတယ်ကျော်ဒီကိုမိုလီကဂျင်ဆန်ရှူရဲ့အပြောင်းအရွှေ့ဖြစ်မြောက်အောင်အဓိကလှုပ်ရှားခဲ့တဲ့သူဖြစ်တယ်ဆိုမျိုးလေကျွန်တော်တို့ တည်ရတယ်ဗောလေဆိုတော့လက်ရှိလို့ဆိုမှာတော့ GN sanction နဲ့ပတ်သက်ပြီးတော့တကယ်ကိုအားကျုံးမယ်တဲ့ကြိုးစားနေရဲ့အတန်းတောင်းတန်းရှိရဲကျော် Juventus ရဲ့ Napoli ရဲ့အာညီပြမော်ရင်ယိုရဲ့ Fenerbahce ရဲ့ဗောလေဒီတောင်းတန်းကတော့ GN sanction နဲ့ပတ်သက်ပြီးတော့အဓိကကြိုးစားနေကြတဲ့အတန်းတွေဒီထဲမှာမှကျွန်တော်လက်ရှိလို့ဆိုမှာတော့ဟိုဘူဇနီယာဆိုလို့ရှိရင် Fenerbahce ရဲ့ကဲနိုင်မှုကသူ GN sanction တို့အစင်အပြေဆုံးဖြစ်နေတာကျွန်တော်ရဲ့အတွက်လည်းပေါင်18တန်းနဲ့ကဲနိုင်ထားပြီးတော့ GN sanction အတွက်ကတော့ တော်လောကလာစာအားဖြင့်တနည်းလောကပေါင်း12တန်းထိဖိနပါရှိဘက်ကကန့်လန့်ခဲ့တယ်ပေါ့တော်ကစားမားကလည်းစဉ်းစားကြရဖြစ်လာတယ်သူကတော့နာပိုလီတို့ဂျူဗင်တက်တို့ကိုပို့ပြီးတော့ဦးစားပေးပြောင်းနေတယ်အရှင်ကြီးပဲဖိနပါရှိဆိုတာထက်သူရဲ့ကေရီယာတခုစတယ်မို့ဆိုလို့ရှိရင်နာပိုလီတို့ဂျူဗင်တက်တို့ကပို့ပြီးတော့အရှင်ကြီးကောင်းတာကိုတော်ကစားမားယူစဉ်းစားနေတာမျိုးရှိတယ်နာပိုလီဘက်ကတော့သူတို့ရဲ့ဥပဒေပြောထားတာက ကျွန်တော်ကြည်တဲ့ဆန်ချိုခေါ်ခြင်းနဲ့ဒါပေမဲ့အဖြေကရှင်းရှင်းလေးပဲကစားမွားရဲ့လောက်ခလာဆောင်တော့သူတောင်းဆိုတလောက်ပြီးသွားမှာမဟုတ်ဘူးဆိုပြီးတော့နာပိုလီဘက်ကပြောထားတယ်လက်ရှိလိုစီအချိန်မှာဂျူဗင်တက်ကပေါင်25သန်းနဲ့ကမ်းလှမ်းလာပြီးတော့ကစားမွားလူချင်းနဲ့လက်ရှိသူရဲ့လောက်ခလာဆောင်ပိုင်းဆိုင်ရာဒီပိုင်းနဲ့အနည်းဆက်ဆုံးအချိန်တစ်ခါကမ်းလှမ်းထားနိုင်တယ်ဆိုရက်အချိန်ကြီးပဲဆိုတော့ဒါကမန်ချက်စတာယူနိုက်တက်ဘက်ကတော့ဟိုအများကြီးစဉ်းစားနေရမှာရှိတော့ဘူးပေါင်25သန်းရတယ်ဆိုလို့ရှိရင် စားမနဲ့ပတ်သက်ပြီးတော့လက်လုပ်ဖို့အစနဲ့ဖြစ်နေပြီ။ပေါင်သန်း20လောက်ဆိုလို့ရှိရင်တော့ကျွန်တော်လက်လုပ်လို့ရပြီ။ဟော။ Gen Sensor ကိုအတင်းမှာဆက်ထားရတယ်ဘာမှဟိုအဆင်ပြေတော့မှမဟုတ်ဘူး။အချို့တို့မှမဟုတ်တော့ဘူးဆိုတော့ပေါင်သန်း20နဲ့25သန်းဆိုတာတော်တော်ရုပ်အဆင်ပြေပါတယ်။အဓိက Gen Sensor နဲ့ဂျူဝင်လက်လုပ်ရဲ့ကြားမှာဒုက္ခလစာပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ လုံးဝအဆင်ပြေသွားပြီဆိုလို့ရှိရင်ဒီပြောင်းရွှေ့ကဟီဝီကိုဖြစ်ပြီးတော့ကြောက်ရရတယ်ဗောဒီကျောအပူစုကြီးဘာတွေမလို့ရပေါင်သန်း20ပြလာလို့ရှိရင်ဒီပြောင်းရွှေ့ကပြီးသွားပြီကြောက်ရရတယ်ပေါင်သန်း20ကိုမှမှထပ်ဆောင်ပြီးတော့အပူစုကြီး9သန်းလောက်ဖြတ်ပြီးရဆိုလို့ရှိရင်အဆင်ပြေနိုင်မဲ့ပြောင်းရွှေ့ဖြစ်ပါတယ်ဆိုတော့ GN Sancho ကတော့လက်ရှိလို့ဒီမှာဒီပုံစံအတိုင်းဆိုလို့ရှိရင် Juve တက်ကိုပြောင်းရွှေ့တော့ဘူအာတာလာပြီးတော့ကျောကတော့ယူဆပါတယ်နာပိုလီဘက်ကတော့လောက်ခလာစားပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့နေပြဿနာရှိတယ်ဖီနာပါရှီကလည်း လက်ရှိလို့ဆိုရင်ဂျူပန်တက်လောက်ဂျီလန်ဆန်ရှိုရဲ့ပြောင်းချင်ဒီအော်အလေးပေးမှုကိုမခံထားဘူးလေအဲ့တော့ဒါကတော့လက်ရှိလို့ဆိုရင်ဂျီလန်ဆန်ရှိုရဲ့အရှိနေပါအပြောင်းရွှေ့ဒီမှာဆိုလို့ရှိရင်ဘလူးဆက်ပြလာမယ်လို့လူထင်ရတယ်ဂျန်ဆန်ရှိုကဘယ်အသင်းကိုရွေးချယ်သွားမလဲဘို့လीလက်ရှိလို့ဆိုမှာတော့ကျွန်တော်တို့တကယ်မျှော်လင့်ထားကြတဲ့ဒီအန်ဒရီဆန်တိုစ်တို့ပြီးလို့ရှိရင်မာကက်စ်ဝက်ရှ်ဘူးအလန်ရူကာနာရှိုနဲ့ပတ်သက်ပြီးတော့ဒါအပြောင်းရွှေ့တဲ့တင်မှာမချရသေးဘူးမယ် ကျွန်တော်တော်တော်လေးကိုတိုင်ပတ်မယ်လို့ညွှန်လင်းထားတဲ့ GN Century ရဲ့အကြောင်းအရွှေ့ကိုအရင်ဆုံးမြင်ရမယ့်အလားအလာမျိုးကျွန်တော်တွေ့နေရပါတယ်။ဆိုတော့ဒါကတော့လေရှိလို့စင်မှာ GN Century ရို MMO ရို ਨੇ ပတ်သက်ပြီးတော့ဂျွန်လာ26ရက်နေ့တွင်နောက်ဆုံးရရှိထားတဲ့အစီအစဉ်တွေပါ။အဲ့တော့ကြည့်ရှုအားပေးကြတဲ့ခြေရှုအားပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်။ Channel ကို Subscribe လုပ်ကြောက်တောင်းဆိုပါတယ်။အားလုံးကျေးဇူးပါ။နောက်ထပ်ပြန်မှာကျွန်တော်ထပ်တွေ့ကြမှာပါ။